မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတနိုင်ငံလုံးစာအတွက်ပြစ်စစ်တအားလိုအပ်ချက်ရဲ့35ရာခိုင်နှုန်းဝင်းကျင်တာဓာတ်အားထုတ်နိုင်တော့တဲ့အတွက်ရန်ကုန်မန္တလေးပါဝင်မြို့ကြီးတွေအလုံးပါပြီးပြတ်တဲ့အချိန်တွေပုံမိုကြမျက်လာတယ်ဆိုပါတယ်အချမ်းပါစကောင်စီကသူလောက်ခန်းစစ်စစ်ရဝင်းတွေကိုရှေ့တန်းလွတ်နေတာတွေထွက်ပြေးတဲ့သူတွေလည်းတော်တော်ကိုညပြနေတာတွေကြောင့် ဝဲလွန်တင်တန်းသားအရာရှိဆရာဝန်တွေအားလုံးကိုပါစစ်ဆေးရုံတွေကိုအတင်းကျပ်ဆေလွတ်တာတွေလုပ်နေပြန်နေဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာတိုင်းနိုင်ငံလုံးစာအတွက်လက်စစ်တာလူအချက်ရဲ့35ရာခိုင်နှုန်းဝင်းကျင်တာဓာတ်အားထုတ်နိုင်တော့တဲ့အတွက်ရန်ကုန်မန္တလေးပါဝင်မြို့ကြီးတွေအလုံးမှာမီးပြတ်တဲ့အချိန်တွေပုံမကြမြင့်လာတယ်လို့စစ်ကောင်စီရဲ့လက်စစ်ဝင်ကြီးဌာနတတိယအရင်းမြစ်နဲ့ဒေသခံပြည်သူတွေကပြောပါတယ် အခုဒီဇင်ဘာလဇန်ပိုင်းကစပြီးမြန်မာတိုင်းနိုင်ငံလုံးစာအတွက်လျှက်စစ်ဓာတ်အားဟာတရက်ကိုမဂဝတ်2000ဝန်းကျင်လောက်သာထုတ်နိုင်တော့ပြီးတိုင်းနိုင်ငံလုံးအတွက်လျှက်စစ်ဓာတ်အားလိုအပ်ချက်ကို35ရာခိုင်နှုန်းသာထုတ်နိုင်တော့တယ်လို့စစ်ကောင်စီရဲ့လျှက်စစ်ဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီလိုမြန်မာနိုင်ငံရဲ့လျှက်စစ်ဓာတ်အားလိုအပ်ချက်ဟာအရင်50ရာခိုင်နှုန်းပဲထုတ်နိုင်ရာကနေ40ရာခိုင်နှုန်းအထိရော့ကျသွားပြီးတဲ့နောက်အခုကမှ35ရာခိုင်နှုန်းအထိထပ်မံကျဆင်းသွားပြီဖြစ်တဲ့အတွက် လက်ရှိရန်ကုန်မန္တလေးပါဝင် မြို့ကြီးတွေအားလုံးမှာမိပြတ်တောက်တဲ့အချိန်တွေဟာပုံမကြမျက်လာတယ်ဆိုပါတယ်အရင်ကတနေ့ကိုမိပြတ်တဲ့အချိန်ဟာတစ်ချိန်ကို၄နာရီနှုန်းနဲ့၄ချိန်မိဖြတ်ရာကနေအခုဆိုရင်ည9နာရီကနေည17နာရီအထိတစ်ချိန်ထပ်တိုးမိဖြတ်ပြီးတော့တချို့နေရာတွေမှာဆိုမိပြတ်ချိန်ဟာပုံမှန်မရှိဘဲပြတ်ချင်သလိုကိုပြတ်နေတာဖြစ်တယ်လို့ရန်ကုန်မြို့နယ်ပြည်သူတွေကပြောထားပါတယ်ဒါအပြင်အကြံဖတ်စကောင်းစီဟာနိုဝင်ဘာလကစပြီးစမှုစုံတွေကိုတရက်မှာ၄နာရီသာလျှက်စစ်မိပေးထားရာကနေ အခုဆိုရင်အဲ့ဒီစက်မှုဇုံတွေအတွက်တရက်ကို၄နာရီတောင်မီးပုံမှန်မရတော့တလို့လာမဲ့နွေရာသီရောက်ရင်လျှက်စမီပြတ်တောက်မှုဟာအလွန်ကိုဆိုးဝါးမဲ့အခြေအနေမှာရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖတ်စကောင်စီကသူ့လက်အောက်ခံစစ်စစ်ဆရာဝန်တွေကိုရှေ့တန်းလွှတ်နေဓာတ်တွေထွက်ပြေးတဲ့သူတွေလည်းတော်တော်ကိုများပြားနေတာတွေကြောင့်ဘွယ်လွန်တင်တန်းသားအရှိဆရာဝန်တွေအားလုံးကိုပါစစ်စေးယုံတွေကိုအတင်းကျပ်စေလွတ်တာတွေလုံနေပြန်တယ်လို့စစ်စေးအတိုက်ဝိုင်းကရန်ကုန်ခေတ်တွေကိုပြောပါတယ် လက်ရှိအကြံဖတ်စစ်ကောင်စီကရှေ့တန်းစစ်မြေပြင်တွေကိုသူလောက်ခံစစ်စစ်ဆရာဝန်တွေဇက်တိုက်စေလွတ်နေတာတွေကြောင့်စစ်စစ်တပ်ကအရာရှိတဲ့သူနာပြုတွေဟာထွက်ပြေးဒါတွေတော်တော်ကိုများပြားနေတယ်ဆိုပါတယ်အဲ့ဒီအတွက်စစ်ကောင်စီဟာပြီးခဲ့တဲ့လပိုင်းတွေမှာပဲစစ်စစ်တပ်ကတို့မှာဘွဲ့လွန်တင်တန်းတက်နေတဲ့အပတ်စဉ်28ကနေ30နှစ်အထိတင်တန်း5ခုကစစ်စစ်အရာရှိတွေကိုနေပြည်တော်ပြည်ဦးလွင်မိတိလအောင်ပန်းစတဲ့စစ်စစ်ရုံတွေမှာအတင်းကျပ်စေလွတ်နေရာချထားခဲ့တယ်လို့စစ်စစ်တိုင်ဝမ်ကပြောပါတယ်လက်ရှိမှာ အချမ်းပတ်စကောင်စီကသူ့လောက်ခန်းစစ်စစ်တပ်မှရှိတဲ့အရာရှိဆရာဝန်တွေပါမချန်ရှေ့တန်းကိုလွတ်နေတာတွေလုပ်နေတဲ့အတွက်အဲ့ဒီစစ်စစ်တပ်အတွင်းမှာလည်းစကောင်စီအပေါ်မကျေနပ်မှုတွေကြီးထွားနေကြပြီးတချို့စစ်စစ်ဆရာဝန်တွေနဲ့သူနာပြုတွေလည်းထွက်ပြေးတာတွေတော်တော်ကိုများပြားနေတယ်လို့စစ်စစ်အတိုင်းဝိုင်းကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဂင်းပြည်နယ်ကရင်ညွန့်တမဟာငါနေပြီမှာနိုဝင်ဘာလတလတာတိုက်ပွဲတွေအတွင်း အချက်ဖတ်စစ်ကောင်စီဘက်ကတရင်မှုတဦးနဲ့ဒုတရင်မှုတဦးအပါဝင်စစ်သား88ဦးကတော့အတီးတီးတိတ်ကုန်ကြပြီစစ်ကောင်စီရဲ့ကူးစိတ်စခန်းနဲ့မထောစခန်းတွေကိုပါအပိတ်သက်သိမ့်ပိုင်နိုင်ခဲ့တယ်လို့ KNU ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ1ရက်နေ့ကနေ30ရက်နေ့အထိကရင်ပြည်နယ်တမဟာငါနယ်မြေဖပုံခရိုင်အတွင်းမှာ KNLP ရဲ့ပူးပေါင်းတပ်တွေနဲ့အချက်ဖတ်စစ်ကောင်စီတပ်ကြားတိုက်ပွဲပေါင်း43ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတလတာတိုက်ပွဲတွေအတွင်း အကြံပေးစကောင်းစီဘက်ကတရင်မှုတဦးနဲ့ဒုတရင်မှုတဦးအပါဝင်စစ်သား88ဦးကတော့အသီးသီးတေကုန်ကြပြီ စစ်ကောင်းစီရဲ့ကုစိတ်စခန်းနဲ့မထောစခန်းတွေကိုပါ KNL PDF ပူပေါင်းတပ်တွေကအလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့ GNU ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါဘကိုးတိုင်းဘက်မှာတော့ ပေါင်းတယ်မြို့နယ်မှာဘယ် PDF မှာဂယုမဆိုင်ဘူးဆိုပြီးကြွေးကြော်စိန်ခေါ်နေတယ်။စင်လူကြေးရွာအုတ်ချုပ်ရည်မှုတာဝန်ယူထားသူခင်ထွတ်နယ်တားဖြစ်သူတို့ပြစ်ခတ်ခံရပြီးဤနှအူလုံးပွဲချင်းပြီးတွေကိုသိကုန်ကြပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒီဇင်ဘာလ3ရက်နေ့ညပိုင်းကပဲပေါင်းတယ်မြို့နယ်စင်လူကြေးရွာမှာဘယ် PDF မှာဂယုမဆိုင်ဘူးဆိုပြီးကြွေးကြော်စိန်ခေါ်ပြီးတော့အုတ်ချုပ်ရည်မှုအစ်စ်နေရာမှာဝင်လုနေတဲ့ခင်ထွတ်ဆိုသူနဲ့တားဖြစ်သူအောင်စောထွတ်ဆိုသူတို့ကို ပီဒီအက်တပ်ဖွဲ့တွေကပဲပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါလေအဲ့ဒီစင်လူချေးရွာရဲ့ပထမအုပ်ချုပ်ရေးမှုဟာနှုတ်ထွက်စာတင်ပြီးထွက်သွားတဲ့အချိန်အဲ့ဒီအုပ်ကြီးနေရာကိုခင်ထွက်တဲ့တားဖြစ်သူတို့ကဝင်ယူထားပြီးတော့လူငယ်တွေကိုစစ်မှုတပ်တားတိအဖြစ်တားဖတ်နှစ်ယောက်စလုံးကအတင်းကျပ်စူဆောင်းနေုံနဲ့မကငွေညင့်တောင်းရန်ဓာတွေပါလုံနေတဲ့အပြင်ဘယ်ပီဒီအက်မှာဂီယူမဆိုင်ဘူးဆိုပြီးကြွေးကြော်စိန်ခေါ်ပြီးတော့ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့အနိုင်ကျင့်ပြိနှိပ်ချင်းချောက်နေတဲ့သူတွေဖြစ်တဲ့အတွက် 3631 PPD ရဲ့တရင်တခွဲ5ရက်ပေါ်တွေကနေတွားရောက်ပြစ်ခတ်ရှင်းလင်းလိုက်တာဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့3631 PPD ရဲ့တရင်ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျအခုတခါတင်းနာကြီးတိုင်းဘက်မှာတော့တပွဲမြို့နယ်မှာအချမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတိုက်ခတ်ခံရမှုကြောင့်စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမမှုအတွင်း စေကောင်းစီတက်တာ73ဦးထက်မနေကတော့အတီးသီးတည်ကုန်ကြပြီလို့တဝဲ TPLF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီဇင်ဘာလ3ရက်နေ့ကပဲတဝဲမြို့နယ်မောင်မဲရှောင်းဂျေးရွာဟာလီကွေအနီးမှာရှိတဲ့စစ်ကောင်းစီတက်စကန်ကိုဒေါ်လာရေးပူပေါင်းတက်တွေကတိုက်ခိုက်တဲ့အချိန်တစ်ဖက်မှာအဲ့ဒီစကန်အတွက်စစ်ကူလာတဲ့စစ်ကြောင်းကိုပါဒေါ်လာရေးပူပေါင်းတက်တွေကကြပြတ်တိုက်ခိုက်ချေမုန်းနေတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စေကူလာတဲ့စေချောင်းကစေကောင်းစီတက်သား73ထက်မနည်းဟာပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်သူတို့နဲ့အတူပါလာတဲ့စစ်ကားလေးစီးလဲပျက်စီးရက်တန့်သွားတယ်လို့တဝဲ TPLF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာမြမအရေးအတွက်အာဆီယံဝင်ကြီးအဆင့်ဆွေးနွေးပွဲကိုအခုဒီဇင်ဘာလအတွင်ပြုလုပ်မယ်ဆိုပြီးအင်ဒိုနီးရှားနိုင်ငံသားကြီးဝင်ကြီးဌာနကပြောဆိုလာပြန်ပါတယ် အဲ့ဒီဆွေးနွေးပွဲကိုအခုဒီဇင်ဘာလအတွင်းမှာပဲပြုလုပ်မှာဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌလာအိုနိုင်ငံရဲ့ဖိတ်ကြားမှုနဲ့ပြုလုပ်မှာဖြစ်တယ်လို့အဓိကအားဖြင့်ဆက်အနာသိမ်းထားတဲ့မြန်မာနိုင်ငံမှာအာဆီယံဘုတ်ဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ဖြည့်ရှင်းဖို့အတွက်ဥတီဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းအင်ဒိုနီးရှားနိုင်ငံကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်အဲ့ဒီလိုထိုင်းနိုင်ငံမှာမြန်မာအရေးဆွေးနွေးပွဲလုပ်ဖို့ပြီးခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာထိုင်းနိုင်ငံကအဆိုတင်သွင်းခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာအားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်အောင်ねနိုင်ငံရေးအရာအဖြစ်ရှာဖို့အတွက်ဒီအစည်းအဝေးကိုပြုလုပ်ဖို့သဘောတူဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်အဲ့ဒီလိုထိုင်းနိုင်ငံမှာအခုဒီဇင်ဘာလအတွင်းကျင်းပမယ့်မြန်မာအရေးဆွေးနွေးပွဲမှာတော်လှန်ရေးအင်အားစုတွေကိုဖိတ်ကြားတာမျိုးရှိမရှိဆိုတာကိုတော့အခုအချိန်ထိမသိရသေးဘူးလို့လည်းတော်လှန်ရေးအင်အားစုတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ Chishu piki tuwa,